ိန်ဆက်ဆန်ခြင်းကိုရှောင်ကျင်နိုင်တဲ့သူမဟုတ်သေး၍လိန်ဆက်ဆန်ခြင်းမှမဟုတ်တဲ့တသက်ကူးဆက်နိုင်တဲ့အခြေအနေလေးတွေရှိသေးတယ်။အဲ့ဒါကအာကျွန်မဒီမှာ Viber မှာကိုယ်တိုင်ထိုင်ပြီးတော့ဖြေရ။ယနေ့တွေကဆိုရင်တော့ကျွန်မ admin နဲ့ဖြေရ။ဒီနေ့ဆိုရင်နောက်ပိုင်းဆိုရင်၈နာရီကနေမနေ့6ခွဲ10နာရီလောက်ထိကမဆူကြီးကိုယ်တိုင်ကြည့်တဲ့အခါမှာများသောအားဖြင့်တွေ့ရတာကလိန်မဆက်ဆန်ပေမဲ့ ဇိမ်ဆက်ဆံနေဆိုတဲ့နေရာမှာအမျိုးသမီးရဲ့ဆက်ဆံမှုနည်းတွေကအများကြီးရှိတယ်ကွာအဲ့တော့ရှက်စရာလို့မြင်ရင်လည်းကြော်သွားလို့ရတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုမတိလို့ပဲ23 24ဒီလူငယ်ပိုင်းလေးတွေနဲ့ယောဂပေါင်းများစွာပြဿနာပေါင်းများစွာဘာလို့ဆိုတော့ကျမအမိုင်းမေးတယ်ဒါကကိုယ့်ရဲ့ privacy အမားရဲ့ privacy ကျမရဲ့လုပ်ငန်းရှင်ရဲ့ privacy ကျမနားလေတယ်ပုံမှန်နေတော့ပြောမှရမယ်စကားထင်ချန်ခံရင်ပြဿနာကိုယ်ပဲခံရမှာအဲ့တော့နောက်ဆုံးနေဆက်ဆံခဲ့တာဘယ်ချိန်ကလဲနော်နောက်ပြီးရင်ဆက်ဆံတဲ့သူက ကိုဆက်ဆံနေကြမြို့သမီးကိုအိမ်အောင်ပဲဟုတ်လားတခြားသောဈာပေါက်ဆက်ဆံမှုမျိုးတွေလားဒါဆိုရင်ပြဿနာအများကြီးရှိနိုင်တယ်အဲ့မှာပါလဲဆိုတော့ဆက်ဆံတဲ့နီးမှာလည်းမြို့သမီးမိမကုန်နဲ့မဟုတ်ပဲတခြားသောနီးနဲ့ပါဇက်နော်တခြားသောနီးတွေနဲ့နော်ဆအိုတခြားသောနီးတွေနဲ့ဆက်ဆံရင်လေကျွန်တော်တို့ syphilis ဆိုတဲ့ကာလာတာယောဂါကကူးတယ်အဲ့တော့ဒီဒီလိုကိုဝင်ကိုရှောင်ဖို့ ဒီနည်းလမ်းမတော့မဲ့ဟိုနည်းလမ်းနေနဲ့ဆက်ဆံရင်လည်းယောဂါဘူကတော့ရှောင်လို့မရအောင်ကိုယ်ဝင်တော့ရှောင်လို့ရရင်ရမယ်ပေါ့နော်အဲ့လိုလေးတွေရှိတော့ခကြတော့ဒါလေးတွေကိုသိနေကြတော့အများကြီးမျှဝေပေးနေတာပေါ့နော်အဲ့တော့ syphilis မှာဆိုရင်တော့အဆင့်သုံးဆင့်ရှိတယ်ကနာဒါယောဂါလို့ခေါ်တဲ့အရာပေါ့နော်သူကနေဆက်ဆံပြီးတော့တပတ်နဲ့အဲဒီတလအတွင်းမှာရင်ကိုယောဂါလက္ခဏာပြလာတဲ့အဖူလေးတွေပေါက်လာတာလေးတွေဒိန်းတန်းမှာကျွမ်းလို့နဲ့မတူပုံစံအဖူလေးတွေပြီးလို့နာလေးတွေပေါက်လာတာလေးတွေဖြစ်လာတယ်အဲဒါမှမဟုတ်သူကသူ့လိုလိုနဲ့မင်းမပြောင်းနဲ့ပြန်ပြောက်သွားပြန် အဲနော်နှစ်လလောက်နေပြန်ပေါ်လာပြန်ရောပြန်ပေါ်လာတဲ့အခါမှာအဲ့လိမ့်နံမှာပဲထပ်ပေါက်တာမျိုးဆိုတော့တဝိုက်ပါဇက်အာကောင်းပြီးလက်ပွားချစ်ပွားတွေမှာအနီဇက်တွေအဖူတွေထပ်ပေါက်လာရင်ဒါစစ်ဖလစ်ကာလာလာယောကအဲ့ဒီပထမတစ်ချိန်မှာလည်းကကျွန်တော်တို့ကဟိုကာလာဒီဖြစ်တာကိုတခြားသွေးနေတိုင်းမြင်ပြီးပုတ်သက်စေးထိုးကာခွဲရှောင်းခြင်းတခြားလေးလှုပ်တယ်ဆိုရင်တက်တာဝမ်းမှာအဲ့တော့အဲ့ဒါကိုသူ့လိုလိုပြောသွားလဲဆိုပြီးဟာပျော်ပြီးနေပြီးရင်ကိုဆက်ဆန္ဒမျိုးသမီးတွေကကိုရည်စားတယောက်နှစ်ယောက်တော့ဘာတွေမှမကြည့်ခုခေတ်မှာအဲ့လိုများစွာနေဆိုတော့အဲ့မှာလူတယောက်ကကြည့်ုံနဲ့ မသိနိုင်ဘူးဆရာဝန်တွေတောင်ဒါမျိုးကိုကြည့်ပြီးသိရမှာဘူးစစ်ဆေးမှုတွေတခြားသောစစ်ဆေးမှုတွေအများကြီးလုံးရတာအဲ့တော့ကိုကိုကိုဒီတိုင်းလေးလှလာလေးနေရတယ်မသိနိုင်ဘူးအဲ့ပြဿနာအများကြီးရှိတယ်အဲ့တော့အဲ့ဒီအပြင်ယောဂဘောင်းဆောင်တဲ့အပြင် ဒါအိမ်တော်ရေးနဲ့ပတ်သက်တဲ့လမ်းကြောင်းအတစ်ခုရှိသေးတာအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာတော့အများကြီးတင်ပေးမယ်ကျေးဇူးအများကြီးတင်ပါတယ်တဲ့ဘုဟုသုတတွေရလို့တဲ့အဲအဲ့ဒါလေးတွေပြောချင်လို့ဒီဗီဒီယိုဒီအကောက်တွေဒီဇမရဲ့ချစ်စုကြီးရဲ့တချဲစုကြီးရဲ့အဲ့နှစ်ကောက်ကြီးရဲ့အဓိကတော့လိန်ပိုင်း social နဲ့ပတ်သက်တဲ့အပိုင်းတွေများသောအားဖြင့်တင်ပေးတာမျိုးတွေပေါ့နော်အဲတချို့ကိုတွေဆိုရင်လည်းလုံးဝအာဒီအာယုံကျော်နဲ့ညက်နေလို့အာယုံကျော်ပြီနေလို့လိန်ပိုင်းဆိုင်ရာမှာ support မဖြစ်တော့ဘဲနဲ့ အားနေနေရတူဆိုဒါဆိုအာယွန်ဂျောဆေးနဲ့သမလတွဲပေးရတဲ့အခြေအနေတွေအများကြီးအများကြီးပေါ့နော်အဲ့တော့အားလာတွေကိုနောက်ဆက်ဗီဒီယိုတွေမှာထပ်တင်ပေးမယ်နော်